အဓိကတော့ကျွန်တော်တို့ကြုံရတာမန္တလေးရောအဲပြီးတော့ကျွန်တော်တို့ကြောက်ဆယ်ရောအဲ့မှာကြုံရတယ်ဒါပေမဲ့အဆုံးဆုံးကတော့သခိုင်းပေါ့နော်တရက်ကို9ချိန်လောက်ကအနည်းဆုံး9ချိန်လောက်ကိုလှုပ်တယ်ပေါ့နော်တချို့ဟိုအချိန်ကြီးမှာဆိုရင်ဟိုကျွန်တော်တို့တွေဆိုရင်အိတ်နေတဲ့အချိန်မှာဟိုဂျင်း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 ဆိုတာလည်းကျွန်တော်တို့အဲ့မှာဟိုပြေးပြေးရပြေးထွက်ရတာပေါ့နော်ကိုလည်းဟိုဘယ်လိုပဲနေနေဟိုကိုကြီးကဲကဲဆယ်ခြင်းနဲ့စိတ်တစ်ခုကြအောင်ပေါ့နော်ကျွန်တော်တို့တွေက အဲတွားပြီးတော့မှသာကုညီကယ်ဆယ်ပြီးကြတာပေါ့နော်အဲကျွန်တော်တို့အဲ့မှာရေခါတို့ကြောက်ကာတို့ပေါ့နော်ကြောက်ကာတို့ကြောက်ကာဆိုတာဆိုရင်ဟိုကြောက်ပြင်းတွေကြီးထွက်တဲ့နေရာပေါ့နော်အဲ့ဘက်ဒီဆိုရင်တော်တော်ကြီးကိုတော့ဟိုထိခိုက်ပျက်စီးမှုလည်းများတယ်ဟိုအရောက်ကျွန်တော်တို့ရှိအောင်ပါပေါ့နော်အရောက်ပေါက်လည်းအဲနေနေကြတယ်ပေါ့နော်ဒီသခိုင်းမျိုးပေါ်မှာလည်းအဲကယ်ဆယ်ရေးစခန်းကြီးအဲ18ခုကျွန်တော်တို့ရောက်တဲ့အချိန်မှာ18ခုလောက်ဖွင့်ထားတယ်ဆိုတော့အဲ့မှာလိုက်လှူတဲ့အဖွဲ့တွေနဲ့ ပြီးတော့အဲ့ဘက်အချမ်းပြီးတော့လမ်းလဲတော်တော်ဆိုးတော့မသွားရတဲ့လူတွေနဲ့ပေါ့နော်အဲအဲ့လိုမျိုးတွေကြောင့်ဟိုအဲ့ဘက်တည်းကတော့လိုအပ်ချက်လေးတွေရှိရဲအဲဆက်ရဲ့ vibration တုံခါမှုကြောင့်အဲထပ်ပြီးတော့မပြိုဝါနိုင်နေဆိုတဲ့အခြေအနေမှာကျွန်တော်တို့ကျွန်တော်တို့ကဲဆဲသမားတွေရဲ့ဒုတိယသားကောင်ဖြစ်လာနိုင်အဲ့အတွက်ကျွန်တော်တို့တွေကလူဝင်အားနဲ့ဖြူရတာရှိတယ်နောက်ဆုံးကျွန်တော်တို့ဟိုပါလာတဲ့ကားတွေနဲ့ကျိုးတွေနဲ့တွယ်ပြီးတော့မှကျိုးတွေနဲ့တန်းပြီးတော့မှအဲ့ဒါကိုဆွဲပြီးတော့မှဖြူချလိုက်ဖြူချပြီးတဲ့ အခြေအနေတွေလည်းရှိရဲပေါ့နော်ကျွန်တော်တို့အဲ့အရာတွေကိုလည်းအဲအကုန်လုံးအခမဲ့ကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာပါလာတဲ့အဲဟိုမီးဆက်ကောကျွန်တော်တို့မှာတွက်ကြည့်ပြီးမီးဆက်ကဆာကျွန်တော်တို့တဲဝါဘရမမီးပေးတာတွေကဆာအဲရေးပါရေးဟို၃ရေပါပြတ်တော့ပါဖြစ်တဲ့အတွက်၃ရေပါရရှိအောင်ဆိုတော့မှကျွန်တော်တို့အဲမီးဆက်ပါနှိုးပြီးတော့မှ ညာလုံးပေါက်သွားရေးလဲကျွန်တော်တို့လုတ်ပြီးခဲ့တယ်အဲပြီးတော့အဲ့ပြင်ကျွန်တော်တို့ရှိမှာအဲစေဝါကုသရေးအတွက်ဆိုပြီးတော့မှကျွန်တော်တို့စေဝါပစ္စည်းရေးအစုံလင်ပေါ့နော်ပါတာဖြစ်တဲ့အတွက်အဲ့မှာအဲကျွန်တော်တို့အဲမိုဘိုင်းမက်ဒီကယ်တင်းပုံစံမျိုးနဲ့ကိုဒေတာကန်ပြည်သူတွေကိုအဲကျွန်တော်တို့ကျန်းမာရေးအခြေအနေတွေရောအဲပြီးတော့တို့ရဲ့ဟိုစိတ်ခံစားချက်တွေရော့ပါအောင်လို့ပေါ့နော်အဲကျွန်တော်တို့အဲဟိုစိတ် အချင်းတွေကအစအဆင်ပြေွားအောင်ကျွန်တော်တို့ကြီးနှစ်သိမ့်အားပြီးစကားတွေပြောတာမျိုးတွေကအစပေါ့နော်အဲကျွန်တော်တို့တွားခဲ့ပါတယ်လောက်ခဲ့တဲ့အနေထားလေးရှိပါတယ်ဗျဟုတ်ဟုတ်ရှိပါတယ်စိတ်မကောင်းစရာကတော့ဟိုကျွန်တော်တို့ဟိုဒီမြန်မာနိုင်ငံရဲ့ရှီဟောင်းတမိုင်းဝင်ဟိုဖရာเจ้าငံဖရာပထိုးတွေပေါ့နော်အဲတတော်ကြီးကိုဒါကြီးကပြောမစို့တမိုင်းရဲ့အမွေနှစ်တွေအဲ့ဒါကြီးအကုန်လုံးပေါ့ဒါကတော့တက်မဲ့ပစ္စည်းဆိုရင်ပေါ့နော်အဲ့ဒါကြီးအများကြီးပဲပြိုကျပျက်စီးသွားပြီပေါ့နော်ရှီဟောင်း ဟိုဟိုအမွေနှစ်တန်မိုးတွေကတော်တော်ကြီးကိုဆုံးရှုံးသွားတဲ့သဘောရှိတာပေါ့နော်တတ်မှတ်ပစ္စည်းဆိုတရှိဆိုရင်တော့ကျွန်တော်တို့အဓိကတော့ဟိုကျွန်တော်တို့နံပါတ်၁ကတော့လူသားတွေပေါ့ပြီးတော့တရိတ်ဆန်တွေလည်းပါပါတယ်အကုန်လုံးပါပဲဟိုဘေးဒုက္ခပေါ့နော်ဒါအဲသဘောဘေးရဲ့ကတ်ဆိုးကြီးကြောက်တဲ့အချိန်ဒီမှာအကုန်လုံးခံစားလိုက်ရတဲ့အချိန်မှာအဲအခုလင်းနဲ့ထမင်းအတူတူထိုင်စားနေကြတချို့ဆိုကြုံကြုံရတာရှိရပေါ့နော်အခုလင်းနဲ့ထမင်းအတူတူထိုင်စားနေတယ် ဟိုဘယ်သူကထင်ပါလဲပေါ့ဒါပေမဲ့အဲ့ဘီးနားတွေမှာချက်ချင်းပျောက်သွားတာမျိုးတွေအဲအမေကြံခဲ့လို့ဆိုပြီးတာဝင်ကယ်ရင်းနဲ့အဲတာမီနီယောက်စလုံးတေးတာမျိုးတွေအဲအဲ့လိုမျိုးပေါ့ပြီးတော့ဟိုဆရာတော်တွေပေါ့ဘုန်းကြီးတွေအဲ့မှာဟိုသင်ကန်းလေးဝင်လဲမိရဲ့အချိန်မှာအဲဟိုဘယ်လိုမလဲတိုက်ပြူတာနဲ့ကြုံပြီးတော့မှပြန်လုံတော့မူတဲ့ကိစ္စတွေကအဆပေါ့နော်အများကြီးပဲဟိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောနင်းနာဆုံးရှုံးသွားရတဲ့ကိစ္စတွေကအများကြီး ကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်ဒါပေမဲ့ဟိုကျွန်တော်တို့အားလုံးอ่ะပေါ့เนาะဟိုအဲ့ data မှာကျွန်တော်နေတာမဟုတ်ပဲမဲ့အဲ့ data မှာရှိနေတဲ့ဟိုပြည်သူတွေနီးတူဟိုကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတမြည်တဲ့နေတည်တဲ့တောက်ကြတဲ့ဒါတိုင်းသားညီကိုမောင်နှမတွေပဲဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းချက်ချင်းဟုတ်လားသူတို့ ਨੇ ထက်တူထက်မြားခံစားပြီးတော့မှကျွန်တော်တို့ချက်ချင်းသွားရောက်ပြီးတော့မှကုညီကြရတယ်၊ကယ်ဆယ်ကြရတယ်။ကိုတက်နိုင်တဲ့အပိုင်းကဥဒ္ဒချက်သဲတွင်ကိုအကုန်လုံးကပါဝင်ပြီးတော့မှစောင့်ရပေးကြတာပေါ့နော်။ ဒါကလည်းကျွန်တော်တို့မြန်မာနိုင်ငံရဲ့ချစ်စရာကောင်းတဲ့ဟိုအလေးထားတစ်ခုပါပဲအဲ့အတွက်ဟိုသူတို့လည်းအမြန်ဆုံးပြန်မရမ recovery ဖြစ်မှာဖြစ်မှာပါလို့ပေါ့နော်ဟုတ်အခုဆိုရင်ပြန်လဲဟိုအဲ့တုန်းကတော့ကျွန်တော်တို့ကကယ်ဆယ်ရေးတွေကုညီရေးတွေကုညီထောက်ပံ့ရေးတွေစေကူးတာရေးတွေပေါ့အခုဆိုရင်တော့ကျွန်တော်တို့ပြန်လဲထူထောင်ရေးပိုင်းတွေကျွန်တော်တို့ဆက်ပြီးတော့မှသွားဖို့အတွက်ကိုလည်းအခုဟို plan တွေချပြီးတော့ပြင်ဆင်နေတယ်ပေါ့လာမယ့်ရက်ပိုင်းအတွင်းမှာလည်းကျွန်တော်တို့ပြန်ထွက်မှာပါဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app Luxury မှာဘာပဲလုပ်လို့ရနိုင်ပြီနော်။တစ်ပုံလေးကအကောင်းဆုံး shopping မှာ Mercury your shopping partner ဟုတ်ကဲ့ကျွန်တော်ကတော့ဟိုကုတော်လာဖြစ်ပါတယ်လက်ရှိကတော့ကျွန်တော်ရွှေတောင်ဒီ brighter foundation ဥက္ကဋ္ဌတာဝန်ကိုယူထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟိုကျွန်တော်ဆက်ဆက်ဖြစ်ပြီဆိုတာနဲ့ဟိုကျွန်တော်အဲ့ ပေါ့နော်နှိဆက်ရာသူတို့နေမြကန်အသင်းညရောအရင်ဆောင်ရွက်ကြတာပေါ့နေမြကန်အသင်းညရဲ့မိသက်ပေါ့နော်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့အဲမိသက်ဥတီဌာနတို့ကဒီမှာအရင်ဆုံးပေါ့ဒက်ဇက်စတာကြောက်တဲ့ဒေတာမှာအရင်ဆုံးသူတို့ကဆောင်ရွက်ကြရဲအဲ့ချိန်မှာကျွန်တော်တို့ကအဲကြိုတင်မလို့မှပြင်ဆင်ပြင်ဆင်ဆောင်ရွက်အရင်ဆုံးဆောင်ရွက်ရတာပေါ့နော်အဲ့ဘက်မှာလိုအပ်မဲ့အခြေအနေနေမြကသတင်းတွေလည်းနားထောင်ရတယ်အဲပြီးတော့မှကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေအဲကယ်ဆယ်ရေးပစ္စည်းတွေရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေရော အဲပြီးတော့ကျွန်တော်တို့ဒီဘက်ကစေဝါပစ္စည်းတွေပြီးတော့ပစ္စည်းကိရိယာအစုံပေါ့နော်အဲ့ဒါတွေကအစားအကုန်လုံးဟိုစုစည်းစုဆောင်အဲတေချာလိုက် ပြီးတော့မှရှားပြီးတော့မှဝယ်ရတာတွေလည်းရှိရပါတော့နော်အဲ့လိုဝယ်ပြီးတော့မှပြီးတော့မှကျွန်တော်တို့တွေအဲစပြီးတော့မှစထွက်ကြရတယ်ပေါ့စတက်တယ်တက်တဲ့အချိန်မှာပဲကျွန်တော်တို့မန္တလေးအရင်ဆုံးမန္တလေးကိုအရင်ဆုံးကျွန်တော်တို့သွားပြီးတော့မှအဲဟိုကုညီကယ်ဆယ်ရေးတွေကုညီထောက်ပံ့ရေးတွေစေဝါကုသရေးတွေအဲပြီးတော့ကျွန်တော်တို့လျှက်စစ်မီပေါ့နော်ပြီးရတဲ့ဟာတွေကအစပေါ့နော်အဲဒါကျွန်တော်တို့ ဆောင်ရွက်တယ်မန္တလေးကျွန်တော်ရောက်ခဲ့တာတော့မန္တလေးရောက်တယ်စကိုင်းရောက်တယ်အဲပြီးတော့ဟိုဥစားပေါ့ကြောက်ဆယ်ပြီးတော့ဟိုတတအူးစကဲအင်းအင်းဝမြင်ဆိုင်ပေါ့နော်အဲအဲ့ဒီအဲ့ဒီဟိုငလင်တန်တင့်တဲ့ဟိုဒေတာတွေပေါ့နော်အဲ့ဒီဒေတာမှာရှိတဲ့ပြည်သူတွေကိုအဲကျွန်တော်တို့အတက်နိုင်ဆုံးပေါ့တက်အားသေး၍အဲကိုကြီးခဲ့ကြပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဟိုအဲ့နေရာမှာတော့အကုန်လုံးပေါ့နော်စကိုင်းဒေတာမှာတော့အကုန်လုံးအလုံးစုံ အလုံးစုံဟိုဘယ်လိုမလဲဟိုပြိုကျပျက်စီးပေါ့နော်ဟိုနာယီပိုင်းစက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းလေးမှရမယ်အဲသူတို့ရဲ့အဲတသက်လုံးပေါ့နော်တပွားစာလုံးရှာထားဖွေထားတဲ့ဟာတွေကတမောက်ချင်းပေါ့နော်ဟိုအကုန်လုံးမြေပေါ်ပြပြဝက်သွားရတဲ့အနေထားကြီးဆိုတော့အဲပြည်သူတွေအနေနဲ့ကလည်းစိတ်ထိခိုက်မှုတွေလည်းရှိရယ်ပြီးတော့နောက်တစ်ချက်ကတော့ဗာလဲဆိုတော့သူတို့မှာ အဲပြောမယ်ဆိုရင်သူတို့တွေဟောအခုဟိုဘောအဲယောဂာကြီးပေါ့နော်ယောဂာစိတ်တန်ရာတွေရော ကျမ်းမာရေးအခြေအနေတွေရောအဲပြီးတော့အဲသူတို့မှာအပြင်းအိအိအိနေမရှိတော့ဘူးပေါ့နော်အိနေမရှိတော့တာဖြစ်တဲ့အတွက်သူတို့ကအဲအိအပြင်းပေါ့အဲ့လိုမျိုးလမ်းလမ်းဘော်တွေမှာတို့အဲ့လိုမျိုးမှာအဲရပြင်တဲပုံစံမျိုးလေးတွေထိုးပြီးတော့မှနေရတဲ့အထီကိုပေါ့နော်သူတို့အရန်အခက်ခဲတွေအဲဖြစ်နေကြဖြစ်နေကြရတယ်ပေါ့နော်အဲအဲ့ပြီးတော့အဲ့ပြင်နောက်တစ်ချက်ကဘာလဲဆိုတော့အဲကျွန်တော်တို့ အဲ့မှာဟိုလျှက်စစ်မီးတွေလည်းပြတ်တောက်နေတာဖြစ်တဲ့အတွက်တို့ကအဲမိသားစုတွေပေါ့နော်နေမှာရှိတဲ့ဟိုဒေတာအတူတူမှာရှိနေတဲ့မိသားစုတွေနဲ့လည်းအဆက်အသွယ်ပြတ်တောက်ကုန်တယ်အဲ့အတွက်ဟိုသေလားရှင်လားမသိဘူးဆိုပြီးစိုးရိမ်ပူပန်နေကြတဲ့ကိစ္စလေးတွေလည်းရှိကြတယ်ပေါ့နော်အဲတဘူပေါ်နှစ်ဘူးဆင့်ကြတာပေါ့ဗျာဆိုတော့ကိစ္စလေးရှိတဲ့အတွက်ကျွန်တော်တို့တွေကဒီဘက်ကနေမှခုနကပြောရဲမီလီဆိုတဲ့နေရာမှာအဲကျွန်တော်တို့ ambulance ပုံမှာဟိုကတခါတည်းတန်းပြီးတော့ကျွန်တော်စုလား 300ဝတ်ကျွန်တော်ဆင်လိုက်တယ်ဆင်ပြီးတော့မှအဲ့ထဲထဲမှာအင်ဗာတာတွေဘက်ထရီအိုးတွေရာဆိုအကုန်လုံးသေချာတင်ပြီးတော့မိုဘိုင်းချာဂျာစတေရှင်ပုံစံမျိုးနဲ့အဲကျွန်တော်တို့ဖုန်းအားသွင်းမယ်ဟလာမိထုံးမယ်ဆိုတဲ့ဟာတွေအထီကိုကျွန်တော်တို့ဟိုလှုပ်ပြီးလှုပ်ပြီးလှုပ်ပြီးပြစ်ခဲ့တယ်ပေါ့နော်အဲကုသိုလ်ပြုဆောင်ပေးပြစ်ခဲ့ပါတယ်အဲပြီးတော့အဲ့ပြင်နောက်တစ်ခုကဘာလဲဆိုတော့ပေါ့နော်အရင်တော့ဆိုရင်တော့ကျွန်တော်တို့ဒီလူကယ်ပြန်လို့ဟိုဥစား basic man ဦးစီးဌာနတို့ ਨੇ ပေါင်းပြီးတော့မှကျွန်တော်တို့အဲပြီးတော့မိတက်တယ်ပေါ့နော်အဲ့ဒါ ਨੇ ပေါင်းပြီးတော့မှ အဲဒီငလျင်ဇက်တိုက်လေးကျင်းတဲ့လုပ်ငန်းတွေပဲလုပ်ခဲ့ဘူးလားပေါ့နော်ဒါပေမဲ့ဒါကတော့အမှန်တကယ်ကြီးကြုံတွေ့ရတယ်ဆိုတဲ့အချိန်မှာအဲကို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 တွေလည်း use ဆိုင်ရတယ်အဲပြီးတော့ဟိုဟိုညဘက်ဆိုတော့ပိုဆိုးတာပေါ့ကိုရီလည်းတနေခွန်းပင်မလားအဲ့ဒါနဲ့ပြီးတော့အိတ်ပြော်တဲ့အချိန်မှာဂျင်းချင်းဆိုရင်ဟိုအိတ်နေပိုဆိုးတယ်ဟိုပို့ပြီးတော့မှတိရတာပေါ့နော်မြေကြီးနဲ့နီးလို့အဲ့တော့အဲ့မှာကျွန်တော်တို့ထပြီးထကြည့်ဟာဘေးပတ်ဝန်းကျင်တွေကိုကြည့် ဘေးဘုံနေကျင်တွေကိုကြည့်ဆိုတာဗာလဲဆိုအကိပြိုပြိုချမှုတွေဘာတွေဒါရှိရယ်ဆိုရင်ကျွန်တော်ကအမြန်ဆုံးဟဲ့လားဟိုလူအသက်တွေကိုအချိန်မီပေါ့နော်ကဲထုတ်ပေးနိုင်အောင်လို့ဆိုပြီးတော့မှကျွန်တော်တို့ကပဝင်းကျင်တွေဘာလိုက်ကြည့်ပါညာအဲ့လိုမျိုးတွေအထီးကိုကျွန်တော်တို့ဟိုစောင်ရွက်ခဲ့ရတာတွေလည်းရှိပါတယ်အဲကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့မှာကျွန်တော် Facebook မှာတင်ထားပါတယ်အဲ့မှာကျွန်တော်တို့ဟိုဟိုမြေကြီးပေါ်မှာပဲ head တစ်ပါးကြီးထိုးပြီးတော့မှဟိုကိုပါကိုပေါ့နော်အဲအဲ့လိုမျိုး campaign head တစ်ပါးကြီးနဲ့အဲ့လိုအိတ်ကြပါညာပေါ့အဲ့လိုမျိုးပုံစံမျိုးတွေအထီး အဲလောက်ခဲ့တယ်ပေါ့ဒါပေမဲ့လောက်ရလဲပြောပါတယ်အကိုကလဲဝါသနာလဲပါတော့ပေါ့နော်ကျွန်တော်ရည်မှန်းထားတာအဲကျွန်တော်တို့အဲရည်တန့်ဆက်ရည်တန့်ဆက်ဒီပေါ့နော်ရည်တန့်ဆက်ဒီဘာလို့ဆိုတော့ရည်နဲ့ပတ်သက်ပြီးတော့မှရည်ကဟိုဒီနောက်ပိုင်းမှာလာလှူတဲ့လူတွေနေဝါးပြီးဘာညာဆိုရင်လဲသူတို့ရည်ရှိတောက်သုံးနိုင်မှုအတွက်ဆိုတဲ့ဟာမျိုးကျွန်တော်တို့စဉ်းစားရတယ်ပေါ့နော်အဲ့မှာမှာပိုးတက်ပြီးဒါဘာညာအဲ့လိုရည်တန့်ဆက်ဒီကျွန်တော်တို့ဟိုကိုယ်တိုင်သွားပြီးတော့မှတက်ဆင်ကျွန်တော်တို့ကျွန်တော်တို့ဆိုကိုယ်တိုင်တက်ဆင်မှာ တက်ဆင်ပြီးတော့ဘာလို့ဆိုတော့အဲ့မှာဈေးစကနဲဝါမှာဈေးစကနဲလေးလေးဟိုစက်တစ်လုံးကနေနှလုံးရစီနေတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဒီကျွန်တော်တို့အဲ့ဒါရေတန်းစက်တွေလည်းမှန်းထားပါတယ်အဲပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့အဲသူတို့နောက်ဆုံးခုနကပြောသလိုမျိုးကျွန်တော်တို့အပြက်စီးတွေလည်းဖယ်ရှားပြီးခဲ့ရတဲ့အချိန်ဒီမှာအပြက်စီးတွေရှင်းလင်းသွားပြီဘယ်သူမှတော့ဟုတ်လားဒီကယ်ဆယ်ရေးစခန်းမှာအကြိုက်မနေခြင်းညာကိုအိမ်ကြီးကိုတော့လွမ်းကြတာပဲဒါပေမဲ့အိမ်မရှိတော့ဆိုတော့ကိုဒီမြေလေးနဲ့ခြံလေးပေါ်မှာသူတို့နေခြင်းကြမှာပဲအဲ့အတွက်ကျွန်တော်တို့ကအဲအဲ့မှာယာယီတဲ့ပေါ့ ယာယီတဲပုံစံမျိုးတွေကျွန်တော်တို့လုတ်ပြီးနိုင်မယ်ဆိုရင်ပို့ပြီးတော့မှကောင်းတယ်ပို့ပြီးတော့အဆင်ပြေတယ်အဲအဲ့ဒီအတွက်ကိုလည်းကျွန်တော်အခုစူးစမ်းနေရပါတော့ကျွန်တော်လုတ်ပြီးနိုင်အောင်လို့ပြီးတော့အဲ့ဒါအဲ့အဲ့ဟာတပိုင်းပေါ့နော်ပြီးတော့အဲ့ပြင်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အဲယောဂဗရကင်းဝင်းအောင်လို့ဆိုပြီးတော့မှကျွန်တော်တို့ဝမ်းယောဂကြီးလည်းဖြစ်မလာအောင်ဆိုပြီးတော့မှကျွန်တော်တို့ဟိုအိမ်နာကိစ္စပေါ့နော်ဥမာဟိုဘယ်လိုမလဲ ဟိုရင်းလုံးအင်တာလောက်ဖြစ်နေတော့မှာပဲအဆင်ပြေပြီဆိုတော့အဲ့ဟာလေးတွေကဆာကျွန်တော်တို့လုတ်ပြီးဖို့အတွက်ကိုလည်းကျွန်တော်တို့စဉ်းစားထားတာရှိတယ်ကြိုးလဲကြိုးစားနေရပေါ့နော်ပြီးတော့အဲ့ပြင်နောက်တစ်ချက်ကကျွန်တော်တို့ survival kit ဆိုပြီးတော့မှာကျွန်တော်တို့ထုတ်မယ်ပေါ့နော်အမှားဒါဆိုသူတို့အိမ်ပေါ်တော့ရောက်ပါပြီဘာဘာတွေနဲ့ချက်ပြုတ်စားကြမှာလဲအဲ့တွေကျွန်တော်တို့ကအမှားအုတ်ခွက်ပကံကနေပါမယ်အဲပြီးတော့ဟိုစောင့်ချနာပါမယ်စောင့်ချနာခေါင်းပါမယ်ဆိုတော့အဲ့လိုမျိုးပေါ့ package နဲ့ထုတ်ပြီးတော့မှအဲအဲ့လိုမျိုးအထိအဲသွားလှူပေးဖို့ပေါ့နော် ကျွန်တော်တို့ဥမာအင်ဂျီတရားသာတက်နိုင်တရားသာ90တာတက်နိုင်90တာပေါ့အဲ့လိုမျိုးကြီးလုပ်ပေးဖို့အတွက်ကိုလည်းအခုလက်ရှိတော့စူးစမ်းနေပါတယ်ဒါပေမဲ့ဟိုတယောက်အားနဲ့တွန်းရင်တော့မရဘူးပေါ့အများအားနဲ့တွန်းရင်တော့ဟိုဒီအရွေးတစ်ခုဆိုတာခဏလေးနဲ့နေမယ်အဲကျွန်တော်တို့ဒီငလင်တန်တဲ့ data ပြည်သူတွေအတွက်အဲတစ်ဖက်တစ်လမ်းအထောက်အပံ့ဖြစ်မယ်လို့ထင်ပါတယ်ဗျဟုတ် နာပဲနာပေါ့အခုလိုမျိုးအကောင်းဆုံးဘယ်လိုမျိုးလှုပ်လို့ရတယ်ဘာတွေလိုအပ်နေတယ်တရက်နဲ့တရက်ကလိုအပ်တဲ့လိုအပ်ပုံချင်းတွေမတူဘူးပေါ့အဲ့အဲ့တုန်းကအခြေအနေဆိုရင်အဲဒါပေမဲ့ဥပမာပြောရင်ဒီလမ်းထဲမှာရှိတဲ့ဟာလားဥပမာဒီရာတက်လမ်းဆိုတက်လမ်းမှာရှိတဲ့လူတွေအကုန်လုံးကဒါသူတို့ဟိုရဲ့ဟိုတနာတဲ့စိတ်အဲပြီးတော့ကူညီပေးခြင်းနဲ့ဆိုတဲ့စိတ်နဲ့ဟိုဝယ်လိုက်ကြတယ်ဥပမာပြောရင်ခေါက်ဆွဲကြောက်တွေဝယ်တယ်ဟာလားအဲရည်ဒီဝယ်လိုက်တယ်အဲပြီးတော့အဲဟိုပါပေါ့ငါးတက်တာတွေဝယ်လိုက်တယ်ဒါပေမဲ့ဟိုဘက်ရောက်တဲ့အချိန်မှာ ဟိုကျွန်တော်တို့ကလည်းအဲ့လိုဝယ်သွားတယ်အမားတို့ကလည်းဝယ်လာတယ်အဲသူကလည်းဝယ်လာဒါပေမဲ့အဲ့ပစ္စည်းတွေကတယောက်နဲ့တယောက်ကလင့်မရှိဘူးချိတ်ဆက်မှုအာအနေတော့ပေါ့နော်အဲအဲ့မှာပစ္စည်းကသွားပုံတယ်အကယ်အဲ့လိုသာမဟုတ်ဘဲနဲ့အခုလိုမျိုးပေါ့ကျွန်တော်တို့လိုမြေပြင်ရောက်နေတဲ့အဖွဲတွေနဲ့တခြားချိတ်ဆက်လိုက်မယ်ဆိုရင်ဟုတ်ပြီဒီအဖွဲကတော့ဘယ်လိုမျိုးဗာလီယူခဲ့ပြီဘယ်အဖွဲကဗာလီယူခဲ့ပြီဆိုပြီးစနစ်တကျတာလောက်ဝါမယ်ဆိုရင်လိုအပ်ချက်ကပို့ပြီးတော့မှဟိုထိရောက်ဝါမယ်ပေါ့နော်ဟိုပို့ပြီးပြည့်စုံတယ်ပေါ့ ဲ့ဒါကြောင့်မလို့ဟိုလှူခြင်းနဲ့စိတ်ကိုလည်းချီးကျူးပါတယ်လှူလှူပေးတာလည်းကောင်းပါတယ်အဲဒါပေမဲ့တိတိကျကျလေးပေါ့နော်တိုင်တိုင်မင်မင်လေးနဲ့သာဆိုရင်ဒီထက်ပိုပြီးတော့မှဟိုထိရောက်တဲ့လှူဒန်းမှုတွေကိုပိုပြီးတော့မှဖြစ်စေမယ်လို့တော့ဒါကျွန်တော်ရဲ့ဟို personally အမြင်အရကျွန်တော်ဒါလေးကိုတော့အကြံပြုချင်တာပေါ့နော်အဲ့ဒါလေးရှိပါတယ်ပြီးတော့နောက်တစ်ချက်ကတော့ကျွန်တော်ထပ်သွားမယ်ဆိုတဲ့အခြေအနေမှာဆိုရင်ကျွန်တော်တို့ကအမ်